ကြည့်လေဟိုပြီးခိုင်ဖြူးနဲ့စစ်တက်လဲဆိုတော့စစ်တက်စစ်တက်စစ်တက်ကြည့်ဘူးလားစစ်တက်တက်တောင်းတက်ရွှေမြည်ဘူးလားမြည်ဘူးစစ်တက်ကတက်တောင်းတက်ရွှေလို့ရှိရင်ရက်ဝင်နေပေါ့နော်ရက်ဝင်နေတော့ဆိုတော့နိုင်ငံရေးမှလည်းစစ်တက်ရဲ့လက်ကပ်ပုံစံကပြီးခိုင်ဖြူးဟာဟိုဘယ်လိုကောင်းဆိုတော့အင်းချုပ်ပြီးဆေးရင်ချုပ်ပြီးထွက်ပြလိုက်တာပဲရေးကြုံလို့ကာကျုပ်ကတန်ချောင်းတီးပြီးဆိုတာလေအကုန်လုံးကငါတို့ဒီစစ်သားများဖြစ်သွားတယ်ဒါပဲမင်းတို့နေအပဲပေးတော့ကြောက်တယ်ဟမ်မင်းအဲ့ဒီမင်းအောင်နေရစပြီးတော့လက်ရှိစစ်ဖို့ကြောက်ကုန်လို့မင်းတို့ဘောင်းမေးတဲ့မွေးနဲ့ပစောတဲ့မွေးနဲ့ခမိုင်ရင်စကတ်တွေစတော့ကင်းနေတာဟုတ်ကြ เนาะအကောင်းကတာမင်းအောင်နိုင်စောက်ဖောက်ကိုတော်တော်ကြီးဆင်ပေးတယ်အဲ့ဒါမှလိုက်မှာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ကပြုလုပ်တဲ့ရွေးကောက်ပွဲနဲ့ကြန့်ခိုင်ရေးပါတီကြားလျှို့ဝှက်ချက်ကိုအမျိုးသားရေးသမားကြီးကိုမောင်မောင်ကဖော်ထုတ်တင်ပြလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါဒီနေ့ကျွန်တော်ပြုရှင်လှုပ်ရှင်တာတော့ကိုမောင်မောင်မင်းအောင်နိုင်တို့အဖွဲ့ကိုထောက်ပြထားတဲ့ဗီဒီယိုဖိုင်ပါအဲ့တော့မောင်မောင်ဆိုတာကတစ်ချိန်လုံးစစ်တပ်ကိုအားပေးထောက်ခံလာခဲ့တဲ့စစ်တပ်အမာခံထောက်ခံသူ အကောင့်တုနဲ့ကလေးလေးချင်းထောက်ခံတာမဟုတ်ဘူးတော့ရုပ်ပြပြီးတော့တတိချင်းချင်းတိတ်ခါချင်းချင်းထောက်ခံတဲ့လူအဲ့ဒါလို့လူမျိုးကအစားထွက်ပြောလာပြီဆိုတဲ့ကဒီမင်းအောင်နိုင်တို့အဖွဲ့ဟာဘလောက်ထိဗျမ်းမကလမ်းလွှဲနေပြီလဲဆိုတာကိုယ့်ကိုစဉ်းစားကြည့်ကြပြီးတော့နောက်မှကုံမောင်ပြောထားအရင်ကောင်းလားလားမသိကြည့်လေဟိုပြီးခိုင်ချိုးနေစစ်တက်တယ်ဆိုတာဒါပါစစ်တက်စစ်တက်ကနေမလားစစ်တက်တက်တောင်းတက်ရှိနေဘူးလားနေဘူးပေါ့စစ်တက်ကတက်တောင်းတက်ရှိနေရှိရဲ့ဝင်တော့ရဲ့ဝင်တော့အေးအေးတက်တောင်းတက်ရှိတူဘူးလား အေးရတယ်ဒီလိုပဲတိုက်ပွဲလုံးတိုက်မယ်စေသူအရက်ဝင်နေတယ်ဒီဥစားကြွာလာတယ်ဝင်ပြီးတော့မလက်နဲ့တော့ကရောက်တယ်ထုတ်တယ်ပဲဗောဗျာနိုင်ငံရေးမှာလည်းစက်တန်ရလောက်တဲ့ပုံစံကပြီးခိုင်ပြိုးဟာဟိုဘယ်လိုခေါ်မလဲဆိုတော့အိမ်ချပြီးအစိမ်းချပြီးပြေးလိုက်တာရေးချောင်းလို့ကာကျုပ်ကတန်ချောင်းတီးပြီးဆိုတယ်အကုန်လုံးကငါတို့ဒီစက်တန်များဖြစ်သွားတယ်ဒါပဲအမှန်ပဲတော့အခုတူထောက်ပြထားတဲ့ကိစ္စကဒါအမှန်ပဲဟုတ်တယ်မလားလက်ရှိပြီးခိုင်ပြိုးမှာညွန့်နဲ့အစင်းကစပြီးတော့ဘဟုခင်ကြီးအထိဩကရခင်ကြီးအထိစစ်တပ်ကလူတွေပါပဲ တာမန်အယက်သားပြည်သူဘယ်နှယောက်ပါလဲအဲ့တော့ဒီနေရာမှာကျွန်တော်အယက်သားပြည်သူဆိုရဲဟာကျောင်းဆရာဆရာမလည်းဒါအယက်သားလို့ပြောလို့ရတယ်နော်စစ်တပ်မဟုတ်တဲ့လူပေါ့နော်တိတိကျကျပြောမယ်ဆိုရင်တော့အယက်သားဆိုရင်ဒါဝန်ထမ်းမဟုတ်ဘူးပြောရမယ်နော်ဒါပေမဲ့ဘုရင်ကပြောသူပညာရေးဝင်ပညာရေးအတိုင်းဝိုင်းကဘယ်နှယောက်ပါလဲစီးပွားရေးအတိုင်းဝိုင်းကဘယ်နှယောက်ပါလဲအင်ဂျင်နီယာအတိုင်းဝိုင်းကဘယ်နှယောက်ပါလဲဒီဒီစတဲ့ဖြစ်နိုင်ငံထဲမှာရှိတဲ့အချောင်းဝင်တဲ့အတိုင်းဝိုင်းတွေကဘယ်နှယောက်ပါလဲဒီစစ်တပ်ထဲကဒူတွေဘယ်စုဖွဲ့ပြီးတော့ပါတီဖွဲ့ထားတာမဟုတ်ဘူးလား ဲ့တော့လက်ရှိပြည်ခိုင်ပြိုးဆိုတာစစ်တပ်ကိုကိုစားပြုတာဖြစ်တဲ့အတွက်စစ်တပ်ကောင်းဆောင်ရဲ့အကြိုက်ကိုလွန်ဆန်လို့လုံးဝမရတဲ့ပါတီဆိုတာညင်းလို့မရဘူးနော်ဒါရှင်းနေတယ်ကိုမောင်နှောက်ဘဝရှင်းနေနော်တနားပါနိုင်ငံကျုံနိုင်ငံကြီးပြစ်စီနေပြစ်စီနေအမှန်နဲ့တော့ပီရီယက်ကလည်းတစ်ယောက်တည်းတိုင်းပဲကြာနော်နေရာတစ်ခုတိုက်မယ်ဆိုရင်ရုံးလုံးရတားတွေပဲလွတ်လာရခိုင်တွေဆိုလွတ်လိုက်တာရခိုင်လည်းဒီလိုပဲအခုဒီဟာတိုင်းစစ်တပ်ကပြတ်တော့နိုင်ငံကြီးမှာလည်းအခုအိမ်ချီပြီးပေါင်းချီပြီးလွတ်လိုက်တာဘာမှမဟုတ်ဘူးအတိခိုင်ကျိုးတဲ့မှာကတော့ရေးရေးကြုံကာကြုတ်ကတက်စားလေးချက်ထားဆိုအပေါ်ထားဆိုပါ ဒီခိုင်မျိုးကတော့ထားဆိုအဲ့တော့အဲ့တော့ခင်ဗျားတို့ဒီ2008နဲ့လောက်တဲ့ဒီရွေးကောက်ပွဲကိုအဲဒီပေါ့နော်စတင်စတင်ကြတယ်ပုံကန်ကြတယ်ဆိုတာလည်းဒါဒီကြောမှာရတော့ဘယ်လိုလဲကိုယ်ကလည်းလည်းလာလာမှမပြပဲဗျာဟိုတိုက်ခံလေးရှိတာအောင်မှာပဲဟိုလူကိုပယ်ထုတ်ဒီလူပါတီကိုဖျက်ထုတ်အဲ့တော့ကျွန်တော်စစ်တပ်ကိုတိုင်းကိုကနိုင်ငံရေးကိုကောင်းစေခြင်းနဲ့အရင်ကြောင်ပြောတယ်ပါတီဆိုလို့ရေးပေါ့ပြောရတာအဲ့မဲ့ ။အဲဒါမြေခမတို့အရေးအယံတွားနေတဲ့ပုံစံလေးသူ့လူကြင်ကြံပုံလေးဟုတ်လားပြောဆိုပုံနဲ့ကတော့စစ်တပ်နိုင်ငံရေးတဲ့ထွက်ချင်တဲ့လမ်းကြောင်းကိုပြလာမှာမဟုတ်ပဲလေ။ရှင်းပါတယ်စစ်တပ်ကတိုင်းပြည်ကိုကောင်းစေခြင်းနဲ့စိတ်လုံးဝမရှိပါဘူး။ဒီတိုင်းပြည်ရဲ့အာဏာကိုစစ်တပ်ကဘယ်လောက်ထိချုပ်ကန့်ထားလို့ရမလဲ။တရားရာဂိုင်းတော့မဟုတ်တရားကစရာဂိုင်းတော့မရဘူး။တရားကစရာဂိုင်းတော့ချုပ်ကန့်မလုပ်နဲ့။နော်အဲ့တော့ဒါမဲ့ညတောင်းလိန်ပြီးတော့ပါတီတော်ဒီမိုကရေစီစနစ်ပါအော်တယ်။လောက်ရက်ကအာနာကိုအမိရချုပ်ခိုင်းလောကလက်မလို့ဘူးเนาะဒါအန္တရာယ်အစိုးရ၅နှစ်ဆိုတာ အန်ဒီအစိုးရတက်လာတဲ့အချိန်မှာအန်ဒီအစိုးရကိုအာဏာလွှဲပြောင်းပြရတော့အချိန်မှာဝင်ကြီးဌာနတွေမှာရှိတဲ့ budget ကိုအကုန်ကုန်အောင်တုံးပြစ်တယ်ကြောက်ခိုင်းအစိုးရနော်စံဖို့အစိုးရကဝင်ကြီးဌာနတိုင်းမှာရှိတဲ့ budget ကိုအကုန်ကုန်အောင်တုံးပြစ်ပြီးတဲ့အပြင်မပြီးနေဘူးဘလို့ရောက်မှလဲအောင်ပြီတနှစ်ခွဲအထိတိုင်းပြည်ရဲ့ budget ကိုထုတ်ယူတုံးဆွဲခွင့်မရှိအောင်စီစဉ်ဖြစ်ခဲ့သူတို့ရဲ့အစီအစဉ်ကတော့အန်ဒီအစိုးရတက်လာတာနဲ့ budget ပြတ်ပြီးတော့အစိုးရပြိုလဲရိုင်လဲတော့အောင်တခါတည်းစီစဉ်ခါအဲ့ဒီအချိန်မှာအန်ဒီကတက်လာတဲ့အချိန်မှာခရိုနီတွေနဲ့အကူအညီတောင်းပြီးတော့ဒီ ဘတ်ဂျက်ကိစ္စကိုရအောင်ဖြည့်ရှင်းဒီတစ်နှစ်ခွဲအတွင်းမှာဘတ်ဂျက်တုံးဆွဲလို့မရတဲ့ကာလမှာရအောင်လို့တိုင်းပြည်ကိုဖြည့်ရှင်းဖြည့်ရှင်းပြီးတော့ဘတ်ဂျက်တုံးဆွဲလို့ရတာနဲ့ရှိတဲ့စီမံကိန်းပေါင်းများစွာကိုအားသာခွန်ဆိုင်လှုပ်ချပြစ်တာအဲ့တော့အန်အန်ဒီအစိုးရဟာတောင်းဝင်ခံအစိုးရအစ်စ်မဲ့ရှိတာတောင်မှအဲ့လောက်ထိလုပ်နိုင်အန်အန်ဒီတော်လို့မဟုတ်ဘူးလားဒီအန်အန်ဒီမြန်မာအခြားပါတီတခုပြည်သူလူလာတဲ့ပါတီတခုဆိုတော့အဲ့တိုင်းဖြစ်ပါမယ်နောက်ဒီထက်ရောက်လာတာအများကြီးရှိတယ်နော်တကားအစင်းပေါင်းထောင်နဲ့ရှိထောက်ဆောက်ထားတဲ့စာရွက်ပေါ်မှာ အနာဒီအစိုးရလွှဲလာတဲ့ချိန်မှာသူတို့စောင့်ထားပါလေဆိုတဲ့တရားအစင်ပေါင်းထောင်နဲ့ချီစာရဲထဲမှာရှိတယ်။အပြင်မှာတွားစစ်တော့အဲ့တရားဒီစင်မှမရှိဘူး။နိုင်ငံပိုင်နဲ့တကယ်အကောင်းစားကားတွေကိုတော်နဲ့အပြင်အစင်းတရားကြောင့်တခုမှလွှဲမအပ်ပါဘူး။အနာဒီအကုန်လုံးပြထားပေးခဲ့တယ်။တန်ဖို့အစိုးရတက်လာတဲ့ချိန်မှာအဲ့လောက်ထိရုံမှလား။ဒါကိုယ်တွေတိတဲ့အစင်မရှိသေးဘူး။ကိုယ်တွေမတိတဲ့ဒီအစိုးရဌာနအပြင်ရုံမှမှုတွေဘလောက်လောက်ခဲ့လဲဆိုတာဒါအနာဒီအစိုးရခေါင်းဆောင်တွေမတိလိမ့်မယ်။နော်အဲ့လောက်ထိရုံမှခဲ့တဲ့ကောင်ပဲ။ဒါကောင်မှအာနာကိုထပ်သိမ်းနေတယ်ဆိုဒီကောင်တွေရဲ့လောဘဟာ အတုံးမတတ်နိုင်အောင်များပြားနေတာဖြစ်တဲ့အတွက်တိုင်းကြီးကိုမလုတ်တဲ့အလုပ်ကိုလုပ်လို့အခုတိုင်းကြီးကပြစ်စည်းနေရတာပဲเนาะအဲ့တော့ကိုမမောင်တို့လိုမျိုးစစ်တပ်ထောက်မာရန်ထောက်ခံတဲ့လူတွေကစားထွက်ပြောလာတယ်ဆိုတာကဒါတွေဟာတိုင်းကြီးပေါ်ရုပ်မှန်တဲ့ရုပ်မှန်နေလို့မဖြစ်တင်တာတွေလုပ်နေလို့ထွက်ပြောနေတာဒီလူတွေကဒီလူတွေကဒီနေ့ချိန်ကြီးတော်နိုင်ပဲဟူပေါင်းတာမဟုတ်ဘူးနော်တော်နိုင်ရောသူတို့အားပေးနေတာမဟုတ်ဘူးသူတို့ဒီစစ်တပ်ကိုပဲထောက်ခံတယ်စစ်တပ်ကိုပဲအားပေးတယ်ဒါပေမဲ့လက်ရှိဖစ်ကောင်းဆောင်တွေလုတ်ရက်ဟာတိုင်းပြည်ဖြစ်နေတယ်ဆိုတော့ဒီလူတွေကအမုန်းခံပြီးထောက်ပြနေတယ်ဒီချက်ရှင်းတာမရှိတော့ဘူးစစ်တပ်ရာတပ် เนาะငယ်ငယ်ကမှနေရရေးပြနေမှာတော့ဥပေချောင်းရလဲခင်ဗျားတို့ရဲ့အမ်းကြောင်မပြနိုင်ဟုတ်တယ်လောက်ကိုင်ပုံတွေမှာလဲနည်းနည်းလေးဝေတံမိတော့မှချိန်လက်ထက်တယ်ဟာဟာလေးပြေးတော့မှချိန်လက်ထက်တယ်ပြောစင်စားကြည့်အမှန်ပဲနောက်အခုဒိုင်တာမိုက်တီးရဲ့အုံတိုင်းရဲ့ကြောင်ဝင်းထုတ်ခဲ့တုံးရောက်ကိုတဲ့ရွက်ကောက်ပွဲဥပဒေနဲ့အမှုဆွဲတယ်ဆိုတော့အုံတိုင်းကပြောထားတာလဲတူနဲ့ကိုကောက်ဘလူးလဲခင်လိုင်းနဲ့ရိုက်နေတဲ့ကောင်နဲ့နှစ်ယောက်ကွဲဝါးတဲ့အချိန်မှာသူ့ကိုလူတွေဝိုင်းဆဲလို့အခုမင်းတို့တွေ့ပြီမလား နော်အခုတော့မင်းတို့တွေ့ပြီမလားငါ့ကိုဆဲထားတာဆိုတော့စကားလေးပဲပြောတာမဟုတ်အခုလက်ရှိမင်းအောင်နိုင်တော့ကျွန်တော်ဒီအသားကြောက်တာဒီကောင်ဂျော်လကီးနော်သူတို့ကအတုရောင်ရွေးကောက်ပွဲကိုအတုပေါ်အတုလို့ပြောထိုင်အောင်ကြောက်တယ်နော်အခုအိတ်သုံးယောက်ကိုဖမ်းပြီးတဲ့ပြင်ဒိုင်တာမတ်တီးဆိုပိုးနေပြီဘာမှလုပ်လို့ရတာရွေးမဟုတ်တော့နော်သူတို့ရောကလည်းတူဒါတော့မှဒီကောင်တွေမတက်မညာရုပ်မှာနော်အခုဒီနေ့တယောက်ထပ်ဖမ်းတယ်တဲ့ဟိုဟာဒိုင်တာတယောက်ကိုဟာလေအဲ့ဒီသူတို့ကိုပြောထားတဲ့ဗီဒီယိုအောက်မှာအသေးသွားပြီလို့ဆိုတော့အော်မင်းတို့တွေအသေးသေးတော့ကြောက်တယ်ပေါ့ ဟဲ့မင်းအဲ့မင်းတို့နိုင်ငံဆက်ပြီးလို့လက်ရှိစစ်ဖို့ကြောက်အောင်လို့မင်းတို့ဘောင်းဝင်တဲ့မွေးနဲ့ပစိုးနဲ့မွေးနဲ့ခမေရီစကတ်တွေစတော့ကင်းနေတာဝိကြနော်အကောင်းကတော့မင်းတို့နိုင်ငံစက်ဖောက်ကိုစတော့ကင်းဆင်ပေးတယ်အဲ့ဒါမှလိုက်မှာတူနဲ့လိုက်မှာအဲ့ဒါလေဘောင်းကလောက်ရက်ကအဲ့ဒီလောက်ရက်လုံနေကြတာပေါ့ချင်းချင်းလေးပဲနော်တို့ကတော့တို့လုံမဲ့လို့ပြက်တဲ့တသားလေးကိုဒါကြောင့်မလို့ကျွန်တော်တော်လိုင်းဘက်ကအင်အားစုတွေအနေနဲ့လေတို့တို့တဆမိုက်မိုက်ရရင်ကိုကစေစားတော့မိုက်ရရင်ပေးမှတန်တဲ့ကောင်အဲ့ဒီကောင်လေးသားကြောက်တယ်နော်ဟန်စစ်ဖို့ကြောက်ကြရလေသူများကိုလားဖမ်းမယ်စီးမယ်ထောင်ချမယ်ရိုက်မယ်တတ်မယ်ဖြတ်မယ်နှုတ်ရတာတို့တို့ကိုလောက်ကြည့်အောင်မလေးအပေကြောက်တာ နာသူတို့အသားလောက်နာသက်တာမရှိဘူးသူတို့မိသားစုလောက်တန်ဖိုးရှိတာမရှိဘူးသူတို့အတိုင်းဝိုင်းလောက်တန်ဖိုးကြီးတာမရှိဘူးမယုံရင်လောက်ကြည့်ဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကနေပြက်သားတဲ့တုံ့ပြန်မှုတွေနဲ့ဒီကောင်လေးကိုစစ်တပ်ကရခိုင်လူမျိုးရပ်တော့အစိုးရဆွဲပြေးပိုင်ကိုအေအာထောက်ဖို့တည်ဟုဆိုကခန္ဓာကိုယ်ကိုလျှက်စစ်ဖြင့်ရှော့တိုက်ခြင်းရင်ဘတ်ကိုစစ်ဖက်နှက်ဖြင့်နင်းကန်ခြင်းတနက်တင်ဖြင့်ရိုက်ခြင်း ရင်းနှီးခြင်းများဖြင့်စစ်ကြောညှဉ်းပန်းနှိပ်စက်အကြမ်းဖက်စစ်တပ်ကရခိုင်တိုင်းရင်းသားရက်ဘွာအစိုးရဇွဲပြစ်ပိုင်းကို AAR ထောက်ပို့သည်ဟုဆိုကာခန္ဓာကိုယ်ကိုလျှက်စစ်ဖြင့်ရှော့တိုက်ခြင်းရင်ဘက်ကိုစစ်ဖက်နှက်ဖြင့်နင်းကန်ခြင်းများလှုပ်ဆောင်သည့်အပြင် တနက်တင်ဖြစ်ရိုက်ပြီးရေနစ်ညင်းပန်းနှိမ့်ဆက်မှုများလှုပ်ဆောင်ခဲ့ကြောင်းပြန်လည်လွတ်မြောက်လာသောအဆိုတော်ဆွဲပြည်ပိုင်းကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည့်စက်တင်ဘာလ3ရက်နေ့မွန်လွဲ2နာရီ30မိနစ်ဝန်းကျင်အချိန်ရန်ကုန်တိုင်းတာမွေမြို့နယ်ကြောင်မြောင်းတွင်နေထိုင်သော rapper အဆိုတော်ဆွဲပြည်ပိုင်းကိုအရဲဝတ်စစ်သားနှင့်ရဲများအပါအဝင်စစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းရင်းနောက် အေအေကိုထောက်ကူသည်ဟုဆွဆွဲကစစ်ကြောရေးစခန်းသို့ပို့ဆောင်ခဲ့ပြီးပုံစံမျိုးစုံဖြင့်ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်းရင်းနောက်စစ်ကြောရေးတွင်ဖြတ်တန်းပြီးနောက်မိတိတက်တေမမတွေ့ရှိ၍ပြန်လဲလွတ်မြောက်ခဲ့ကြောင်းမင်းကရှင်းပြသည်ကျွန်တော်ကိုအမောင်ခန်းထဲမှာထားတယ်အိမ်သာလောက်ပဲရှိတဲ့အခန်းမှာနေမညမှန်းလည်းမသိပါဘူးရင်ဘတ်ကြောကုန်းနဲ့ပေါင်ခြေသလုံးတွေကိုလျှက်စစ်နဲ့ရှော့တိုက်နှိပ်ဆက်ပါတယ်ရင်ဘတ်တွေကိုတော့စစ်ဖက်နဲ့နင်းခြေတောင်းနဲ့ကန်တယ်တနတ်တင်နဲ့ထုတာတွေရှိပါတယ် နောက်ပြီးရေထဲကိုနှက်တယ်ဘာမှမကြွေးပဲထားတဲ့ရက်တွေ3ရက်4ရက်လောက်ရှိတယ်ဒီမှာဆိုလို့ရေကိုတရွဆုံးလေးနဲ့တဆုံးနှက်ဆုံးလာတိုက်ပါတယ်အဓိကကျွန်ုပ်ကိုစစ်မေးတာကအေအေကိုထောက်ဖို့တလားဆိုပြီးစစ်မေးတာပါနိုင်ငံတော်တည်ငြိမ်ပြပြမှုနဲ့ဖမ်းမေးတာပါဟုအဆိုတော်ဆွဲပြေးပိုင်ကရှင်းပြသည်ဆော်ရမယ့်အချိန်ရောက်ပြီအဲ့လိုမဟုတ်လို့ရှိရင်ဒီကောင်တွေကဒီတက်ဆက်လို့ပဲနော်ဒါရှင်းရှင်းလေးမဲ့တို့တော့မမြုံကြည့်လိုက်ကျွန်တော်တို့ရဲ့ဒီလိုပဲဒီဘာတွေကိုသိစေတယ် တော့အဆန့်ကျင်ဘက်ကမေးတာလဲအဲ့တော့ပြောရတော့မလို့အောင်ကျွန်တော်ကြံပေးချင်တာကတော့စစ်တပ်အနေနဲ့နိုင်ငံရေးတွေကလူလူလာလာထွက်ချင်နေပါတယ်ဆိုတော့ကျွန်တော်တို့ကပြအောင်မပြတဲ့တင်ဘူးတစ်တလုံးငါတို့နေရေးနောက်မိသားစုကောင်းစားရေးဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတယ်အဲ့နောက်ဆုံးတင်ရမယ့်အကြောင်းအဲ့တော့တစ်ဖက်ကဆန့်ကျင်တာလဲအပြစ်ပြောလို့မရအောင်နော်အင်းတော့အခုစစ်တော်ထဲမှာကာကြုတ်ကတာကြောင်းထိုးလို့ရှိရင်အကောင်လုံးသက်စာလေးကြားထားစမ်းတဲ့လေးရအောင်အဲ့တော့ ရှင်းရနော်ကိုမောင်ပြောတာမှားလားဒါကြောင့်မလို့ကိုမောင်ကလည်းမမှားတာတွေတောက်ဖျောက်သွားခြင်းနေဆိုသူပြောတာလည်းမှားတယ်ကျွန်တော်တို့ကလေကိုကိုလူလို့တတ်မှတ်အရင်ဦးဆုံးအကြောင်းအရာတစ်ခုကိုကြည့်မယ်ဆိုရင်အမှားနဲ့အမှန်ကိုယဉ်ကြည့်ရတယ်သူ့ဘက်ကိုဘက်ဟာကိုအရင်မကြည့်နဲ့အေးကိုဘက်ကလူကမှားနေတယ်တောင်းမှတင်တောင်းမှပြီးလဲကိုဘက်ကာတယ်ကိုဘက်ကိုကာတယ်ဆိုတာအဲ့လိုမျိုးကာမှလူပီတာအေးကိုဘက်ကမှားနေတဲ့အတွက်မလို့ကြောက်မလို့ကငါတို့ကြားရတောင်းမှတယ်ဒါတကယ်ကြီးအပေါင်းတင်မိတ်ဆွေတကယ်ဒီနေတင်ပါလေဒီတိုင်းပဲအမှားမှန်ကိုအရင်ကြည့်နဲ့အေးကိုဘက်ကမှားနေဖြစ်နေဖြစ်ပလိုက် ကိုဘက်ကမှားနေရင်တောင်းပန်တဲ့တောင်းပန်လည်းပြည်ထနာတစ်ခုပြီးပြီးဆုံးလို့တွေ့အခုနှစ်ရှိဒီကောင်တွေကိုကြည့်လိုက်ဒီစစ်တပ်ထောက်ခံတဲ့ဘာသာအတိုင်းမှာဒီကောင်တွေမှလေလူလိုတိတိယမရှိဘူးအကြောင်းအရာတစ်ခုပေါ့ဘယ်တော့မှအမှားမှန်မရှိဘူးသူ့ဘက်ကိုပဲသူတို့ဘက်ကမှားမယ်လို့မှန်တာပဲလို့ကြိုက်တာလို့သွားပြောတဲ့သူအဖြစ်သူတို့ရဲ့ရှင်သူပဲသွားမပြောနဲ့မှားတာလို့လည်းသွားမပြောနဲ့မှန်တာလို့သွားမပြောနဲ့အဲ့ဒါဆိုပါလေအဲ့ဒါလူလို့ခေါ်ရပါလားတလိဆန်နဲ့မတူနေဘူးလားတလိဆန်နဲ့ခွေးနေဒီခွေးနှောက်ပဲကြည့်ဒီဘက်ကောင်ကဘယ်ဘက်ဟိုဘက်ကောင်ကတကောင်ကြီးတကောင်ကြီးကြိုက်လို့ကိုဘက်ကခွေးရမှားတာလားမှမကြည့်ဘူး တော်ဝင်တိုက်တာပဲကိုယ့်ဘက်ကဝင်တိုက်တာပဲဟာကလေးဆန်ခွဲပဲလက်ရှိစစ်ဒီစစ်တပ်အတိုင်းဝန်းကောင်တွေအကုန်လုံးခွဲနေတူတူပဲနော်မင်းတို့နာနိုင်လဲနေငါအမှန်တိုင်းပြောတာမင်းတို့လောက်ရက်ကအဲ့ဒါနဲ့တူလို့ခွဲနေနိုင်တာနော်ဒါရှင်းရှင်းလေးမိုင်ရင်ရောက်မှပြီမင်းတို့ခွဲနေနိုင်တာဟုတ်ဘူးအဲမင်းတို့အဲ့လိုအနိုင်မခံသေးချင်ရင်မင်းတို့လူလို့တိတရားရှိအမှားမှန်ကြည့်တရားမှုမတရားမှုကြည့်နော်အလုံးလုံးတဲ့နေရာမှာအမှားအမှန်ခွဲကြလို့တရားမှုမတရားမှုခွဲကြလို့ဒါဆိုရင်မင်းတို့ဘယ်သူမှစစ်ကွင်းလို့ခေါ်စရာအကြောင်းရှိရှင်းရှင်းလေးပဲ နော်အဲ့လိုလုပ်နေမဲ့လူကိုအခုတိဘောမချင်းအတူတူတော့ကိုမောင်မောင်တို့နဲ့ဒီတွင်မှာရှိတဲ့အဲ့ဒီပိုင်ရဲကိုကျော်စိုးဦးလို့ဝက်လီအဲ့ကျော်စိုးဦးလို့ဟမ်ဟိုငနွားကျော်မျိုးမင်းတို့နဲ့တူလာအဲ့အဲ့ဒါလွတ်တန်ဖို့နော်အဲ့တော့ငါတို့ကလည်းစကားပြောတဲ့မှာမောင်မောင်တို့လူမျိုးကိုရိုင်းတိုင်းဆဲဆိုပြီးတော့ငါတို့ရေးချင်တကားမလို့အဲ့အဲ့ဒီဒီတွင်အောက်တန်းသားမအေးလုံးနေဆိုရင်တော့လားငပူနဲ့ရအောင်ဆဲမှာဘာဖြစ်လို့တန်လန်တန်ရပဲရဒီလွတ်တော်ဆိုတာစစ်တပ်ကဟောမစလို့ရှိရင်ဟိုတက် ဟောတော့မှဆိုရင်ဒီဒီစေးပြခန်းတာစေးပြကွေးမြေတစ်ခုဖြစ်နေတယ်စေးပြကွေးမြေအဲ့လိုမှဖြစ်ရလေစစ်တပ်နေတယ်လောလောလာလာထွက်ချင်ကြောင်းတွေပျပါဗျာနော်နိုင်ငံကောင်းစေချင်တော့ကဲကိုမောင်ပြောရတာရှင်းတယ်နော်တကယ်ဗာမျိုးဘောမိုင်မဆမ်းပါဗျာကျွန်တော်တို့အများပြောသလိုဒီလိုဘောမိုင်ကျွန်တော်တို့တွေအတိုက်ခံလုပ်ရမလို့ကိုနကိုလို့ကိုစီဘာကိုရှမ်းနေုံပဲနော်မင်းတို့ဘောမိုင်ငါ့ကိုလာဆဲနေတယ်ကြည့်သားမင်းတို့ငါ့ကိုနိုင်ငံရေးလုပ်လို့ပြောချင်တယ်ထောက်ဖို့လုပ်လို့ပြောချင်တယ်ဆဲချင်တယ်မကြိုက်ဘူးလားငါ့ကိုမလောက်ခိုင်းစေချင် ကိုမောင်မောင်ပုံလည်းတို့မင်းတို့နေကြဒီလိုဒီလိုမျိုးဘောမတွေမြိုင်းငါတို့တွေအပိုက်ခံဖတ်လို့ကြမလို့ဟုတ် sorry နော်ကိုလုံးကိုလုံးနေုံမဲ့ဘဒူးမတွေနိုင်ငံရေးကိုစောက်ကမင်းတို့ခါကြီးလုံးမချင်ဘူးအန်လေရှိတဲ့လို့ကိုစီဝါကိုအေးသေးလို့ရှင်တာပေါ့နော်ဒါပေမဲ့လက်ရှိပြည်တွင်းမှာကိုမောင်မောင်လိုမျိုးဒီစစ်ဘုံချုပ်ပြီးမှားနေတဲ့အရာတွေကိုထောက်ပြမဲ့ဘောမရှိတာအဝေးထောက်ပြဖို့ဆိုတာထောက်ပြဖို့မစိမ်းစမ်းနဲ့ဘူးနော်မဟုတ်တာလောက်တာယူအခိုင်ကြီးလက်ဖို့ပြီးနေတာအဲ့တော့ငါတို့အနေနဲ့မတော်တာလို့ဘယ်လိုလုပ်ရမလဲဒီတိုင်းမျိုးဒီကိုမတရားမှုမတော်လောဘချတယ်မှာချပေးသားမှာအဲ့တော့ငါတို့တွေ တော်လန်နေတယ်စန့်ကျင်နေတယ်ဆိုတာကဒီစစ်တပ်ခေါင်းဆောင်တွေနဲ့ဒီစစ်တပ်ကိုအားပေးတဲ့ကောင်တွေရဲ့ရုံမာမှုတွေထက်ရှိတယ်လဲဖြစ်နေလို့မခံနိုင်လို့စန့်ကျင်ရတာနော်အေးကိုမောင်မောင်ပုံစံမျိုးဘောမကြမယ်ဆိုရင်တော့စန့်ကျင်တဲ့သူတွေမလျော့ဝိုင်းကြိုက်တယ်လို့ပြောတာ ကဲအဲ့တော့ဒီလိုစစ်တပ်ကိုအမှန်ကန်ထောက်ခံလာတဲ့ဒူတော်မှဘယ်လောက်ထွက်ပြောပြီဆိုရင်ဒီမင်းအောင်နိုင်တဲ့အပေါင်းပါကောင်းတွေကဘယ်လောက်ဒီလမ်းလွှဲနေပြီတဲ့ဘယ်လောက်ဒီမှားနေပြီတဲ့ဘယ်လောက်ဒီမိုက်ရိုင်းနေပြီဘယ်လောက်ဒီစုပ်ပဲ့နေပြီလဲဆိုတာကိုအောင်းတော့ကိုစဉ်းစားကြပြီလို့ဒါဟိုမှအမောင်မောင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆဲပြီးတော့ဒီပထွေးတွေကိုဆက်ထောက်ခံမယ်ဆိုတော့မင်းတို့အဆင့်တန်းမယ်ကြိုက်တယ်လို့လုပ်လို့ရတယ်ဒါပေမဲ့တစ်ခုပဲခြေွားပါကိုမောင်မောင်ပြောတော့ရတဲ့စကားတွေမှားလားမှန်လားဆိုတာလေးကိုတော့ဖြေွားသင်ချင်ပါ